2025ခုနှစ်အောက်တိုဘာလ30ရက်ဇာတာပတိနေ့ညနေဂျိုဒူဝတိုင်းတာရရှိချက်တွေနဲ့မြန်မာနိုင်ငံထူးခြားတဲ့မိုးလေဝသဖြစ်စဉ်များကိုလေ့လာပြပေးတင်ပြမှာဖြစ်ပါတယ်။ဒီကရင်ညနေတိုင်းတာချက်တွေရကျွန်တော်တို့ကြည့်မယ်ဆိုရင်ထိုင်းပင်လယ်ကွေ့မှာလေဆိုင်ဝဲတစ်ခုစဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒီလေဆိုင်ဝဲရဲ့ ြောင်းလဲမှုကိုခမန်းဆက်တွေနဲ့တွက်ချက်တဲ့အခါမှာနောက်ထပ်24နှစ်ကြာတဲ့အခါမှာထိုင်းပင်လယ်ကွေ့ရလေဆိုင်ဝက်ကကပ်ပလီပင်လယ်ကိုကျော်ဖြတ်ပြီးတော့မြမပင်လယ်ထဲမှာလေဆိုင်ဝက်ဖြစ်ဆက်လက်တည်ရှိနိုင်တဲ့အနေအထားရှိပါတယ်။နောက်ထပ်24နှစ်ကြာတဲ့အခါမှာဆိုရင်လေဆိုင်ဝက်ကပုံမအားကောင်းလာပြီးတော့ AR မြဝကျုံးမော်ကို ဘဟုပြုလာရင်းနဲ့ပုံမူပြင်းထန်လာတာလို့ကျွန်တော်တို့ခံမရပါဘူး။နိုဝင်ဘာလ2ရက်နေ့ပြည်ငွေတွေနေရောက်တဲ့အခါမှာတော့ EAR တိုင်းကိုဘဟုပြုတဲ့လေဆိုင်ဝဲဟာလေဖြာနေရာရဝန်းအဖြစ်ကိုစတင်ပြောင်းလဲနိုင်တဲ့အနေအထားကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီလေဆိုင်ဝဲဟာဆက်လက်အားကောင်းလာရင်လည်း 3ရက်နေ့တနင်္လာနေ့ရောက်တဲ့အခါမှာတော့မြမကန်ယိုရန်အနည်းဆုံးမှာပုံမူပြီးတော့အားကောင်းလာတာတွေ့ရမှာဖြစ်ပါတယ်။နိုဝင်ဘာလ4ရက်နေ့အင်္ဂါနေ့မှာတော့ဒီဇိုင်ဝဲဟာပုံမူအားကောင်းလာရင်လည်းမနေ့6ថ្ងៃလောက်မှာမုံတိုင်းတတိသားဖြစ်စတင်ကူးပြောင်းသွားနိုင်တယ်လို့ကျွန်တော်တို့ခမှန်းတွေ့ရှိရပါတယ်။ လေးရက်နေ့နိုဝင်ဘာလညနေပိုင်းရောက်တဲ့အခါမှာတော့မုံတိုင်းလေးဟာအရှိအမြောက်ကိုသွားရတယ်မြမကံယိုးရောင်းကိုဘိုးပြုတ်ပြီးတော့မုံတိုင်းအတွင်စတဲ့ကူးပြောင်းနိုင်တဲ့အခြေအနေကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီဖြစ်ပေါ်လာတဲ့မုံတိုင်းလေးဟာမြမကံယိုးရောင်းအနီးကနေပြီးတော့မြောက်ဖက်ကိုတည်ရွေ့ရွေ့တက်သွားနိုင်တယ်လို့ကျွန်တော်တို့ယာယီအားဖြင့်ခမန်းသတိပေးပါတယ်အဲ့ဒီ လေးဘွေလိုင်းကနေတည်သားဖြစ်လာနိုင်မဲ့အနေအထားတွေကိုအပူအေးဖလဲတဲ့ညမာနဲ့ကျွန်တော်တို့တွက်ဆက်ကြည့်တဲ့အခါမှာလေးရက်နေမှာတည်သားဖြစ်တယ်မုံတိုင်းအတွင်ကူးပြောင်းတယ်၅ရက်နေ့၆ရက်နေ့မှာတော့ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနေရာကနေပြီးတော့ဖြတ်ပြီးတော့ဝင်မယ်ဆိုပြီးတော့အပူအေးဖလဲတဲ့ပုံလေးကြီးကခမန်းတတိပေးထားတာတွေ့ရမှာဖြစ်ပါ ီကနေ့အောက်တိုဘာလ30နေ့မှာမြန်မာပြည်အောက်ပိုင်းဖြစ်တဲ့ AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းလာရေးတိုင်းတို့မှာနေရာကျဲကျဲမိုးရွာနေသလိုပဲချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းမှာလည်းမိုးနေငယ်ရွာသွန်းတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်31ရက်နေ့ရောက်တဲ့အခါမှာတော့စောစောကထိုင်းပင်လယ်ကွေးကတွန်းလိုက်တဲ့ဒေဇံဝဲအရှိန်ကြောင့်မလို့ မန္တလေးတိုင်းအောက်ပိုင်းမကွေးတိုင်းအောက်ပိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်အောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာစိတ်စိတ်မှ နေရာကွက်ကြားမိုးရွာပြီးတော့တချို့နေရာတွေမှာမိုးများနိုင်တဲ့အနေအထားရှိပါတယ်။နိုဝင်ဘာလ၁ရက်နေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မြန်မာပြည်ဟာပုံမူပြီးတော့မိုးများလာပြီးတော့ တချို့နေရာတွေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထက်မှာမာပြီးမှာဆိုရင်တော့ကချင်ပြည်နယ်သခိုင်းတိုင်းအထက်ပိုင်းမှာမိုးတိထားစွာရွာပြီးတော့နေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူရခိုင်ပြည်နယ်မန္တလေးတိုင်းအောက်ပိုင်းရှမ်းပြည်နယ်ရန်ကုန်တိုင်းကယားပြည်နယ်ပဲခူးတိုင်းအေရော်ဒီတိုင်းတို့မှာတချို့နေရာတွေမှာ နေရာကွက်ပြီးတော့ မိုးစတင်သီးထန်နိုင်တဲ့အနေအထားရှိတယ်လို့ခမတွေ့ရှိရပါတယ်အထူးသဖြင့်နေပြည်တော်ရဲ့မြောက်ဖက်နဲ့နေပြည်တော်ရဲ့အရှိဘက်တောင်နှမ်းမှာနေရာကွက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနိုင်တယ်လို့ပဲဘကိုးတိုင်းအောက်ဖက်မှာမိုးအနှဲငယ်ကြီးတာနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ်နိုဝင်ဘာလနေ့ရက်နေ့တနုံနေ့နေ့မှာတော့ တော်တော်ပြောတဲ့လေးပွေလိုင်းကအချိန်ပြင်းထန်လာတဲ့အတွက်ကြောင့်မလို့အေယာဝတီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးပြီးထန်သွားရွာသွန်းနိုင်တယ်လို့ပဲအခြားတိုင်းနဲ့ပြည်နယ်အနှံ့မှာနေရာစိတ်စိတ်မှာနေရာကျဲကျဲမိုးရွာနိုင်ပါတယ်။တုံးရက်နေ့နိုဝင်ဘာသတင်းလာနေရောက်တဲ့အခါမှာတော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်း ဆက်ဆက်ဒေတာမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်မှာလည်းမိုးတီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့ကြံတဲ့တိုင်းနဲ့ပြည်နယ်တွေမှာနေရာစိတ်စိတ်မှာ နေရာကျဲကျဲမိုးရွာနိုင်တဲ့အနေအထားရှိပါတယ်လို့ကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။လာမယ့်၄ရက်နေ့မှာလည်းမန္တလေးနဲ့နေပြည်တော်ကြားပဲခူးတိုင်း ရန်ကုန်တိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့မြန်မာနိုင်ငံအနှံ့ပြားမှာ နေရာစိတ်စိတ်မှနေရာကွက်ကြားမိုးများနိုင်တဲ့အနေအထားရှိတယ်လို့ကျွန်တော်တို့3ပေတင်ပြရပါတယ်။လာမယ့်9ရက်နေ့မှာတော့ဖြစ်လာမဲ့မုန်တိုင်းဟာမြောက်ဘက်ကိုဥတည်သွားတဲ့အတွက်ကြောင့်မလို့မြန်မာပြည်တိုင်းနဲ့ပြည်နယ်အနှံ့ပြားမှာနေရာကွက်ကြားဆက်လက်ပြီးတော့မိုးရွာသွန်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့မုံတိုင်းဖြစ်လာတော့မယ်ဆိုတော့အခြေအနေတေချာလို့ရှိရင်တော့ပုံမူတိကျတဲ့ခံမှန်းချက်တွေနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ 3P တင်ပြမှာဖြစ်ပါတယ်။ဆောင်းတွင်ကာလမိုးရွာခြင်း ဖြစ်တဲ့အကြောင်းမလို့ရိတ်သိမ်းနေတဲ့ကောက်ပဲတိနံမှာပြုလုပ်ကျင်းပနေတဲ့ပွဲတော်များအတွေ့အချိန်မီ 3P နိုင်မှုအတွေ့ကျွန်တော်တို့ YouTube channel ကိုမျှဝေပေးလိုက်ကြပါ အတန်ဖိုင်ဖြင့်ဆိုလို့ရှိရင်လေကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ download လုပ်ပြီးတော့မှအကူအညီပေးလိုက်ကြပါကျေးဇူးတင်ပါတယ်